ခုဒီကဏ္ဍဒီဘက်ကလူတွေလည်းညံကူထိုးရင်ရအောင်လို့ကျွန်တော်ကပြောတာပြောရဲဆိုတာကကျွန်တော်ဒီရှစ်ကိုလေးဒီနေရာမှာအောင်းသွားတာပေါ့နော်ဗရိတ်နှမျိုးပေါင်းကိုကိုဆိုတာလေရှစ်နှစ်ဦးနှစ်ဦးရှစ်ပေါင်းနှစ်ရှစ်ပေါင်း6ရှစ်ပေါင်း6ရှစ်ပေါင်း6ရှစ်ပေါင်း၄ကြောင်နှစ်ဦးရှစ်ပေါင်း၄ကြောင်၄ပါဝါဗရိတ်နှမျိုးပေါင်းကိုကိုဆိုတာလေရှစ်ကိုတွေနဲ့ဒီဒီကနေတိုင်းသူမှန်ခဲ့တာကိုကျွန်တော်ဒီမှာပေါ်မွေးဆိုပြီးအောင်းသွားတာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီနှစ်ကနေပဲကျွန်တော်ကစပြီးတော့ ဒီငါးကတ်လိုင်းနဲ့ပဲကျွန်တော်တို့ကစောက်ကြည့်မယ်ဒီနှစ်ကိုအမိဖမ်းမယ်ပေါ့ဗျာနော်အဲ့တော့ဒီမှာနှစ်ဦးရှေးပေါင်း6ရှေးပေါင်း6ဒီငါးကတ်ကကိုရဒီမှာဖော်မွေပြီးကဒီပွဲရှစ်ကိုလေးအောင်သွားတဲ့ဖော်မွေပေါ့နော်ဒီလိုင်းပေါ့ကျွန်တော်ဒီလိုင်းလေးကကျွန်တော်ခေကိုကောက်မှာအများကြီးကြည့်နေတဲ့လူကြီးဒါနှစ်ဆကတဲ့တိုင်းကျွန်တော်တင်ထားတာပေါ့နော်နှစ်ဆကတဲ့တိုင်းကျွန်တော်တင်ထားတယ် မလေးနောက်ပိုင်းနဲ့တုံညာပရိသတ်လေးကျွန်တော်ပြထားတာပဲလေပြထားတော့ဒီမှာဒီဂျေဆို890ဒီဂျေဆိုရင်969ဒီဂျေဆိုရင်964ပေါ့ပရိနှမျိုးပေါင်း9ဖြစ်ရမှာပရိနှမျိုးပေါင်း9ဖြစ်ရမှာဆိုဒီဂျေမှာအောင်သွားခဲ့ပေါ့နော်အာလို့ရေးထားတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီငါးကတ်လိုင်းနဲ့ပဲ깟ပါငါးကတ်လိုင်းနဲ့ပဲ깟ပါကိုကကျွန်တော်က၈ကတ်နဲ့လဲကိုကချိန်နေပေါ့နော်ရှိကနေလေဒီနှစ်ဦးမှလည်းခွန်ခွန်လေးလို့နှစ်ကပ်ပဲရှိရတော့ဒီကတ်နဲ့လည်းပြန်ချိန်နေဗျာပြန်ချိန်နေဆိုတော့ ဒီဒီလိုင်းနဲ့မှာပထမဦးဆုံးစကြတယ်ခွားနှစ်ဒီလိုင်းကနေမှကျွန်တော်တို့ကအလုပ်လုပ်တာအဲ့ဒီလိုင်းကိုငါးကက်လိုင်းကိုကျွန်တော်ကအကြိုက်တွေဖြစ်ခဲ့လို့6ကက်ရှိလာကျွန်တော်မျှောကြည့်တယ်ပြောကြည့်တဲ့အတွက်ကြောင့်6ကက်မှမရှိဘူးမရှိဘူးဆိုတော့ဒီလိုင်းမှာကျွန်တော်တို့ကြည့်ခဲ့တော့မရှိဘူးဒါပေမဲ့ခွန်ခွန်ဘူးကြောင့်သူက ်တလိုင်းတစ်မျိုးတစ်ပုံထောက်တာအထောက်တာဖြစ်တဲ့အတွက်ကြောင့်ဒီလမ်းကနေစပြီးတော့တွေ့ရတာကဒီလိုင်းဒီနှစ်ထဲမှာကသူကခွာပေါင်းနှစ်ရဲ့အောက်မှာခွာပေါင်းနှစ်ရှာကြည့်မယ်အဲ့ဆိုရင်သူကဒီငါးကတ်လိုင်းပြည်တာလားဗောဗျာနော်ငါးကတ်လိုင်းပြည်လာကျွန်တော်ချိန်ခဲ့ပြီးပြီခွာပေါင်းနှစ်တို့ကြပြီကြတဲ့ဘေးမှာကိုနှစ်ရှစ်ဒီကောင်အဝေးကြီးကနန်းကျွန်တော်ဆိုလိုတာကဒီငါးကတ်စီထဲမှာကျွန်တော်တို့ရှစ်ကိုလေးဖော်မွေးအောင်သွားတဲ့ ငါးကတ်စီထဲမှာကခွာပေါင်းနှစ်လို့စကြပြီအဲ့မှာတကတ်ဒီမှာလည်းဒုတိယမြောက်ခွာပေါင်းနှစ်လို့သူစကြပြီနှစ်ကတ်နောက်နှစ်မှာလည်းသူကခွာပေါင်းနှစ်လို့သူကဒီမှာစကြပြီသုံးကတ်ပေါ့သုံးကတ်ခွာပေါင်းနှစ်လို့ဒီမှာစကြပြီအဲ့ဆိုရင်ကျွန်တော်လေးကတ်နဲ့ဖြတ်လိုက်တာပေါ့နော်လေးကတ်နဲ့ဖြတ်လိုက်တယ်ဒီနှစ်ထဲမှာခွာပေါင်းနှစ်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 လို့စကြပြီ စကြပြီဆိုတာ ਨੇ သူက အဲ့ဒီနှစ်ထဲမှာခွာပေါင်းနှစ်လို့ကြတဲ့ဘေးမှာကြတဲ့ကဏန်းက6.8အဲ့ဒီ6.8ဟာသူ့ရှင်းနှစ်ထဲရကဏန်းနော်ရှင်းနှစ်ထဲရကဏန်းအဲ့ဒါဆိုရင်ကျွန်တော်ဒုတိယမြောက်ခွာပေါင်းနှစ်ရဲ့ဘေးမှာကြတဲ့ကဏန်းကလည်းသူ့ရှင်းနှစ်ထဲကကဏန်းတတိယမြောက်မှာခွာနှစ်လို့ကြပြီဆိုတာ ਨੇ သူ့ဘေးမှာကြားတဲ့ကဏန်းကလည်းသူ့ရှင်းနေထဲကကဏန်းပဲဖြစ်နေသူ့ရှင်းနေထဲကကဏန်းအဲ့ဒါဆိုရင်ခွာပေါင်းနှစ်ကဒီမှာစကြတဲ့တွေ့သူ့ရှင်းနှစ်ကကဏန်းနော်သူ့ရှင်းနေထဲကဒီဒီဒီနေထဲကကဏန်းပေါ့ဗျာကိုကိုညံကူထိုးပေါ့နော်ညံကူထိုးပေါ့ကျွန်တော်လည်းမှန်ပါတဲ့က share over ဒီနေထဲကဒီထဲကကဏန်းပဲသူ့ရှင်းနေထဲကကဏန်းပဲအဲ့ဒါဆိုရင်ဒုတိယကတ်မှာ အဲ့ဒါဆိုသူနဲ့ပုံစံတူသူရှင်းနေထရကနန်းပေါ့ဗျာနော်သူရှင်းနေထရကနန်းခွာပေါင်းနေလို့ဒီငါးကတ်စီကျော်ထဲမှာကသူကဒီလေးကတ်နဲ့သူရှင်းနေထဲမှာမဖြစ်ထားဘူးမဖြစ်ထားတဲ့အတွက်ကြောင့်ရှင်းနေထဲမှာလည်းသူငါးကက်စရီနဲ့ပြောမယ်ဆိုရင်လည်းရှင်းနေထဲမှာလည်းကျွန်တော်တို့ပြောမယ်ဒီဒီအားဆိုရင်ဒီခွာဒီနေထဲမှာခွာပေါင်းနှစ်ခွာပေါင်းနှစ်ရှာကြည့်လိုက်ဖြစ်လားလို့ဒီမှာခွာပေါင်းနှစ်ဖြစ်တယ်သူရှင်းနေတဲ့ကဏ္ဍမယ်နော်ခွာပေါင်းအဲ့ဒီမှာခွာပေါင်းသုံးကြီးပါခွာပေါင်းနှစ်မဖြစ်ဘူး ဒီမှာဖွားပေါင်းနေအောင်ဆိုတော့ကျွန်တော်ပြောဒီရှစ်နှစ်မှာကျွန်တော်ပြန်ချိန်တာကိုပြောတာအဲ့ဒါဆိုရင်ပြီးခဲ့တဲ့ပွဲကကျွန်တော်ပြောသလိုပဲဒီခွန်ခွန်လေးနဲ့ပြန်ချိန်တာနှစ်ဦးမှာခွန်ခွန်လေးရှိတယ်အဲ့ဒီခွန်ခွန်လေးကြောင့်ခွန်ပါဝါလေ6နဲ့ပေါ့ခွန်ပါဝါ6နဲ့ဘရိတ်က10ဖြစ်လို့10ပါဝါ3နဲ့ဆိုပြီးကျွန်တော်ပြန်ချိန်တာဒီငါးကက်လိုင်းကလည်း6 10တွေရလို့ ဲ့ဒါဆိုရင်ကိုသုံးတရွဲအဲ့ဒီကိုသုံးတရွဲကို ပုံသေးပရိနှမျိုးပေါင်းကိုဖြစ်ရမှာခွန်ခွန်ကရှေဘူးက၄ကြောင်၄ပါဝါကိုဆိုတဲ့ပုံစံနဲ့ဒီကဒီနှကတ်မှာဟိုဒီမှာကိုပရိရှိလို့ဒီနေရာမှာကိုသုံးတရွဲနဲ့ဟိုရှစ်ထည့်ပြီးတော့ပရိနှမျိုးပေါင်းကိုလို့၄ချိန်မှာပဲဆော့သွားတာအဲ့ဒါမျိုးဒီမှာနှစ်ဦးမှလည်းခွန်ခွန်ရှေဘူးလို့ကြာပြီဆိုတာနဲ့သူကနှလုံးပေါင်းချင်းက၄ဆန်ဖြစ်လို့၄ပါဝါသူကကြတော့ကို ဘရိတ်ကသုံးဖြစ်လို့သုံးပါဝါ၈နဲ့တွဲအဲ့ဒါဆိုရင် तू က၈ခွန်ခွန်၈တွဲကသူ့ရဲ့ပါဝါကိုအဲ့ဒီကိုကို तू ကဘရိတ်နှမျိုးပေါင်း၉ဆိုပြီးဒီ၄ချိန်မှာပဲ၄ပါဝါ၈ပေါင်း၄ကြောင့်၄ကိုတည်ဆောက်လို့၄ပါဝါနဲ့ကစားတဲ့အတွက်ကြောင့်၄ချိန်မှာပဲ तू ကဒီမှာဘရိတ်ရှိရှိလို့ဒီမှာဘရိတ်တက်ဝင်ပြီးမှ၈ကိုတွဲကို ပရိနှမျိုးပေါင်း6လို့ဒီနှစ်ကက်နဲ့ပြန်ချိန်တာဒီ9ကက်လုံးမှလည်းဒီပရိနှမျိုးပေါင်း6လို့ရှိရမှာเนาะ6ကိုတရဲနဲ့ပရိနှမျိုးပေါင်း6လို့ဖြစ်ရမှာဒီနှစ်ကက်နဲ့ပြန်ချိန်တဲ့အချိန်မှာဒီ၄ချိန်မှာပဲအဲ့ဒါကြောင့်မို့လို့ကျွန်တော်က6ကိုတရဲကိုဖော်မွေးဆိုပြီးတော့ကင်ပေးတာဒီနှစ်ကက်စီးတင်နေတော့ပြန်ချိန်တာပေါ့ အဲ့ဒါဆိုရင်ဟုတ်ပြီကျွန်တော်ဒီငါးကက်စီထဲမှာပဲပြန်ပြီးတော့ခွနှစ်ရဲ့ဘေးမှာသူ့ရှင်းနေကကနန်းခွနှစ်ရဲ့ဘေးမှာသူ့ရှင်းနေထဲကကနန်းခွနှစ်ရဲ့ပထမဆုံးစကြတဲ့ခွနှစ်ရဲ့ဘေးမှာသူ့ရှင်းနေထဲက690ကနန်းအဲ့ဆိုရင်ဒီမှာပထမဆုံးစကြတဲ့ခွနှစ်ရဲ့ဘေးမှာခွနှစ်ပေါ့ဗျာနော်ကပ်ပင်ရှည်သွားတဲ့တွင်ရင်ခွနှစ်ခွနှစ်ရဲ့ဘေးမှာသူ့ရှင်းနေထဲကကနန်းအဲ့ဒါဆိုရင်ကျွန်တော်တို့ကပြန်ကြည့်ကြည့်မယ်ဒီမှာနှစ်ဦးမှာခွန်ခွန်ရှေ့ဘူးလို့ကြာပြီဆိုတာ ਨੇ သူက ခွန်ခွန်နှလုံးပေါင်းခြင်းရ၄ကြောင်သူက၄ပါဝါ၉နဲ့ဆော်တော့သူ့ရဲ့နှက်ခတ်နှစ်အဲ့ဒီဟာကိုဒီကနန်ဒီကနန်သူ့ရှင်းနေထဲကကနန်တကွယ်ချဖို့အတွက်ကိုရှေးပေါင်း၄ရဲ့ပါဝါ၉ကိုကိုလုံးပိုင်နဲ့ဗရိတ်နှမျိုးကောင်ကိုသူ့ဟာပါဝါပုံစံမျိုးနေနဲ့ကစားသွားတဲ့အတွက်ဒီသူကခွန်ခွန်ရှေဘူးကိုခွန်နှက်ခတ်ကြံနေတယ်ခွန်နှက်ခတ်နှစ် အဲ့ဒါဆိုရင် तू ကသူ့ရှင်နေထဲကကနန်းဒီနေထဲကိုကြဖို့အတွက်ကိုဒီမှာ26ကသူ့ရှင်နေထဲကကနန်းလေအဲ့ဒီကောင်ကြဖို့အတွက်ကို तू ကခွာပေါင်း2ရဲ့ဘေးမှာပဲကြတာဒီမှာတော့ဒူလီယာနဲ့ခွာပေါင်း2ပေါ့ဒီကရှိတာကလည်းကျွန်တော်တို့ကဒီနေရာမှာခွာပေါင်းတဲ့နေရာမှာသူ့ရှင်နေထဲကကနန်းမကြဘူးဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ကခွာပေါင်းတဲ့နေရာမှာဒီနေရာမှာသူ့ရှင်နေထဲကကနန်းဆိုပြီးကျွန်တော်တို့တစ်ခါပြန်ကစားရမယ် ဟိုတိကျဟိုဟာ तू ဒီနှစ်ထဲမှာ तू အလုံးလုံးချက်ကဘာလို့လုံးလဲဆိုတော့ဒီနှစ်ဦးခုခုရှေ့ဘူးမကြခင်ကိုသူ့ရှေ့နေထဲမှာကျွန်တော်ခွာပေါင်းနေဘယ်နှခါထွက်လဲဆိုတော့တကြိမ်တကြိမ်မှာတော့ तू လွဲခဲ့တယ်နော်ဒါပေမဲ့ကျွန်တော်ကနှစ်ကက်စီနဲ့ပြန်ချုပ်မယ်ဆိုရင်တော့သူကကျွန်တော်ကဒီဒီမှာပို့ပြီးတော့ကောင်းတာပေါ့ဗျာနော်တို့ပေမဲ့ကန်ရမှာဒီမှာခွာပေါင်းနှစ်ရဲ့ဘေးမှာကျွန်တော်ကသူ့ရှိနေတဲ့ကဏ္ဍကိုကန်ရမယ်အဲ့တော့ခွာပေါင်းနှစ်ကဒီမှာတစ်ကြိမ်ကြထားတယ်တစ်ကြိမ်ထက်ပိုလာကြည့်ကြည့်ရတစ်ကြိမ်ထက်ဘယ်နှကြိမ်ပိုတော့လို့ ီမှာနှစ်ကြိမ်နှစ်ကြိမ်ကြာထားတယ်အဲ့ဒါခွာပေါင်းနှစ်ခွာပေါင်းနှစ်ကနှစ်ကြိမ်ပဲကြာတာအဲ့ခွန်ခွန်ရှေဘူးရဲ့ရှင်းနေတဲ့မှာခွာပေါင်းနှစ်ကနှစ်ကြိမ်ပဲကြာတာအဲ့ဒီနှစ်ကြိမ်နဲ့ကဒုတိယမြောက်တစ်ကြိမ်မှာတော့သူရှင်းနေတဲ့ကဏ္ဍအောင်ကစားခွဲဆုပ်သွားတယ်ပထမမြောက်မှာတော့ဒီမှာ၄ခွန်ကဏ္ဍလူကဏ္ဍချသွားမလားတော့မသိဘူးเนาะ၄ညအဲ့၄ညတော့အဲ့ဒါကတော့နည်းနည်းတစ်ချက်လောက် လေးတုံညာတုံတော့တတိတာကဏ္ဍနုကဏ္ဍတွေ့သွားမလားလေးတုံညာတုံရန်တော့ကိုကျင်ထိုးဟောနော်ဟိုတဘောတရားကိုလှည့်စားသွားခင်ပြောတာတို့မြအကွက်ရွှေဆိုင်နဲ့ကြည့်မယ်ဆိုတော့အများကြီးပေါ့တို့ပဲကဏ္ဍနုကဏ္ဍကိုပဲကျွန်တော်အလွယ်ပြောလိုက်တော့လေကြိုက်မှလည်းထိုးသိလည်းမကြိုက်ပါဘူးနော်တို့ပဲပြောမရဘူးနော်အဲ့ဒါဆိုရင်ကျွန်တော်ကဒီခုံခုံရှေဘူးနှစ်ကပ်မှလည်းပြန်ကင်တဲ့ချိန်မှာခွာပေါင်းနှစ်ကဒီမှာတကြိမ်ဒီမှာနှစ်ကြိမ်ပဲကြာတာအဲ့ဒီနှစ်ထဲမှလည်းသူကခွာပေါင်းနှစ်ကနှစ်ကြိမ်ပဲကြာတာအောက်မှလည်းမရှိဘူး เนาะตัดไฉมุเนาะขวาบ้องนี่ถ้าสมมุติเราตะเฉ็ดต้วยได้ดิเอ๊ะสมมุติဒီခွာပေါင်းတဲ့နေရာမှာသူရှင်းနေသေးရကနာကင်ပစ်နေပေါ့ဒါမှမဟုတ်ရင်တော့ဒီခွာပေါင်းတဲ့နေရာမှာကျွန်တော်တို့ကကင်ရမှာခွာပေါင်းနေလဲသူနှစ်ကြိမ်ပဲကြာတာကြာတာဘာပဲလို့ခွန်ခွန်ရှေ့ဘူးရရှင်းနေတဲ့မှာခွာပေါင်းနေကနှစ်ကြိမ်ပဲကြာတယ်ဆိုတဲ့သဘောလေးဟုတ်လားအဲ့တော့သူရှင်းနေသေးရကနန်းလို့ကျွန်တော်တို့ကတစ်ဖြစ်ချက်ပြေးလိုက်ပြီး တွေးလိုက်ပြီဆိုရင်ဟုတ်ပြီဒီနှစ်ထဲမှာ तू ထက်ကစားတဲ့ကစားကွက်ကဘာကစားသီးလဲဆိုတော့ဒီငါးကစီတဲမှာပြန်ကြခဏရဲ့ပြန်ကြခဏเนาะပြန်ကြခဏနောက်တစ်ခုက အဲ့ဒီနှစ်ထဲမှာပဲ196ပြန်ကြနော်196ပြန်ကြအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာပြန်ကြက98ပြန်ကြနောက်နှစ်ထဲမှာ 6နှစ်6ပြန်ကြเนาะဒါတမှုเนาะဒီ9ကတ်စီကြောထဲမှာရှေ့40ကတ်မှာ3ကတ်မှာလောက်ခဲ့ပြီ4ကတ်နဲ့ဖြတ်လိုက်တဲ့ချိန်ပြန်ကြကနန်းရဲ့ဘေးမှာကြတဲ့3တုံညာရှေ့ဟာသူ့ရှေ့တစ်နှစ်ကျော်ကကနန်းเนาะအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာပြန်ကြကနန်းအဲ့ဒီဒီဒုတိယနှစ်မှာလည်းပြန်ကြကနန်းတကွက်ရဲ့ဘေးမှာကစားတဲ့ကနန်း နှစ်ခုနှစ်သူ့ရှင်းနေထဲကကနန်းအဲ့ဒါဆိုရင်ကျွန်တော်တို့ကတတိယကတ်မှာလဲပြန်ကြကနန်းဆိုတော့ဒီမှာလဲသူကဒီကောင်ပြန်ကြတယ်ဟောသူ့ရှင်းနေထဲကသူ့ရှင်းတစ်နှစ်ကျော်ကနန်းမကစားခဲ့ဘူးဒီကောင်လဲပြန်ကြခဲ့တယ်သူ့ရှင်းတစ်နှစ်ကျော်ကနန်းမဟုတ်နောက်ဆုံးဒီမှာပြန်ကြအောက်ကိုပြန်ကြတဲ့ကနန်းဒါပဲရှိတော့လားအဲ့တော့သူ့ဘေးမှာကြတဲ့ကနန်းသူ့ရှင်းတစ်နှစ်ကျော်ကကနန်းများဖြစ်နေမလားကနန်းများဖြစ်နေမလားခနန်းများဖြစ်နေမလားဆိုတော့ ပထမကတ်တွေမှာတော့ခွန်နှောက်ပိရဲ့အောက်ကကောင်ပြန်ကြခဲ့တာဒုတိယကတ်မှာလည်းခွန်နှောက်ပိရဲ့အောက်ကကောင်ပြန်ကြခဲ့တာတတိယကတ်စရုဒ္ဓကတ်ပြစ္ဆမကတ်တွေမှာရောသူကသူရှိတစ်နှစ်ကျော်ကခွန်နှောက်ပိရဲ့အောက်ကကောင်ဆို960တကွဲရှိတယ်65နှစ်တကွဲရှိတယ်နော်တကွဲနှစ်ကွဲအကောင်တော့အယောင်ခွဲမှာရမယ်ဗျာအယောင်ခွဲမှာရမယ်သူရှိတစ်နှစ်ကျော်ကခွာပေါင်း ခွန်နောက်ပိရအကွာကောင်သူ့ရှိတနှစ်ကျော်ကခွန်နောက်ပိရအကွာကောင်သူ့ရှိဒီမှာနော်အဲ့တော့သူ့ရှိတနှစ်ကျော်ကခွာပေါင်းနှစ်ရဟုတ်ပါဘူးခွန်နောက်ပိရအကွာကောင်ဆိုတော့ခွန်နောက်ပိကသူ့ရှိနှစ်တနှစ်ကျော်မှာ၄လုံးလားရှိမယ်ထင်တယ်မခွန်နောက်ပိ၆ငါးနှစ်တကွယ်ရှိတယ်၉60တကွယ်ရှိတယ်ဟာဒီ၉60အဓိကမင်းပြောချင်တာသူ့ရှိတနှစ်ကျော်ကဆိုတော့ဒီမှာခွန်နောက်ပိခွန်၅ခွန်တကွယ်ရှိတယ်ခွန်နောက်ပိ ဒီမှာရဲ့ခုနောက်ပိတ်ငါလေးလေးတစ်ခွက်ရှိတယ်အဲ့ဒီလေးခွက်ရှိတယ်6 9နှစ်တစ်ခွက်ရှိမယ်6 60တစ်ခွက်ရှိမယ်ခွန်ခွန်ခွန်9ခွက်တစ်ခွက်ရှိမယ်ငါလေးလေးတစ်ခွက်ရှိမယ်ကိုယ့်အကူတော့ဒါကတော့ညံကူထိုးနော်ညံကူထိုးညံကူထိုးဆိုတော့အဲ့ဒါဆိုရင်ကနန်းလေးခွက်ရပြီရှစ်တနှစ်ကျော်ကနန်းကင်သူဆုံးနာကကျွန်တော်တို့ကရှစ်နှစ်ထဲကကနန်းရောပေါင်းဆက်လိုက်ရင်ဒီ60ပါနေတယ်နော် အဲ့ဆိုရင်ဒီ690တကွက်ကိုသူထည့်သွားခဲ့ရင်သူကနှစ်ကက်လုံးအတွက်တာဝန်ကြီးဖြစ်သွားပြီအဲ့ဒါလိုလိုပဲသူနဲ့ပုံစံတူဒီမှာ9တုံညာတုံးကလည်းသူ၈နှစ်မှလည်းရှိသလိုသူ၈တနှစ်ကျော်မှလည်းရှိနေတယ်ဒီတကွက်ပါထည့်သွားဒီတကွက်နဲ့690နဲ့3တုံညာ9လို့ထည့်သွားရင်ကျွန်တော်အခုပြတဲ့နှစ်လိုင်းလို့နှစ်ဆိုင်လုံးဟာပြည့်စုံသလောက်ဖြစ်သွားတဲ့အတွက်ဒီ690နဲ့9တုံညာ3အဲ့ဒီနှစ်ကွက်ကိုကျွန်တော်ကအဓိကတဲပေးလာတာနော် အကြံအားတော့ကောကိုညံကူထိုးဒီကနန်းနေမကြိုက်ဘူးဆိုရင်အဲ့ဒီ6 90နဲ့5ကိုသုံးထူတာကကျွန်တော်ရှိသည်ပြောမယ်ပေါ့နော်ပြောမယ်နှစ်ဦးမှာကျွန်တော်ပြီးခဲ့တဲ့ပွဲကပါဝါနတ်ခတ်တော်ရင်လိုက်ခဲ့တယ်နော်ပြီးခဲ့တဲ့နှစ်ကတော့ဘယ်မဲ့သူမကြောက်ဘူးဒါပေမဲ့သူလှည့်စားမှုဖြစ်နိုင်တယ်6ခါနောက်ထောင်3လုံး3ညအဲ့ဒါလို့6ခါနောက်ထောင်3လုံး3ည ဘရေးရှိကိုထိတ်ကို30လိုက်ထွက်နော်လိုက်ထွက်တယ်အဲ့ဒါလို့ဆော့တယ်အဲ့ဒါလို့မျိုးနောက်ထောင်3လုံး3ညာဘရေးရှိကိုထိတ်လို့ကစားတယ်ကစားပြီးရတယ်အဲ့ဒီနှစ်ထဲမှာသူကခဏလေးနော်အဲ့ဒီနှစ်ထဲမှာတော့မှခဏလေး 2003လုံးရှစ်နာလီအောင်တော့လုံးခွန်ရှစ်ထိပ်ပေါ့နော်အဲ့ဒီနှစ်ထဲမှာသူကဒီမှာနောက်ထောင်သုံးလုံးခွန်ဆိုပြီးကစားကွက်နေနောက်ထောင်သုံးလုံးကဒီမှာခွန်သူကနောက်ထောင်သုံးလုံးခွန်တစ် စ်နောက်ပိတ်ကိုစပြီးတော့နောက်ထောင်သုံးလုံးခွန်ကိုရှေ့အခွားနဲ့ပုံပြီးကစားတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ24နှစ်ချာဒီမှာအကျင်ရေကိုက်ကိုရေကြည့်လိုက်ရင်ကျွန်တော်တို့ဒီမှာလည်းနောက်ထောင်သုံးလုံးပုံညာပရိရှေကိုထိပ်ပထမနဲ့ဒုတိယကတ်မှာတော့သူက930ဆိုပြီးတဲထောင်တာပဲအဲ့ဒါသူရဲ့နောက်ထပ်မှာ6ခါအဲ့ဒါလို့ဖြစ်တာနဲ့ဒီ6ခါနှစ်ထဲမှာပဲသူကတစ်နဲ့စခဲ့တာတစ်နောက်ပိတ်နဲ့စပြီးတော့နောက်ထောင်သုံးလုံးကခွန်ဆိုပြီးတော့ရှစ်ထိပ်ဆိုပြီးဆယ်ခွဲလိုင်းဆိုပြီးသူကစားတယ် ပေါ့နော်အဲအဲ့လိုမျိုးတစ်နှက်ခတ်ဒီလိုမျိုးရှစ်ရိုက်တာပေါ့ဗျာဒီဒီနေရာမှာကြာပြီးရတယ်ဒီနောက်မှာကြာတဲ့ကဏ္ဍကိုခုန်ပြချင်းလောက်လိုက်ပေါ့နော်ဒီမှာတစ်ချောက်ရှိနေတော့တုံများထည့်လိုက်တာနဲ့ရှစ်ထိပ်ကပုံပြေပေါ့အဲ့လိုမျိုးအဲ့တော့နှစ်กว่าဝေးလိုက်ကြိုက်ပဲကျွန်တော်ဒီမှာနောက်ထောင်သုံးလုံးတုံများဒီမှာ6ခါအဲ့ဒီနှစ်ထဲမှာပဲသူကနောက်ထောင်ဒီမှာတစ်နဲ့စပြီဆိုတာနဲ့သူ့ရဲ့တပွဲချုပ်မှာရှစ်ထိပ်ပုံသေးတစ်ရှစ်နှက်ခတ်ရိုက်ပြီးကမှနောက်ထောင်သုံးလုံးကိုခုန်နဲ့ပြချုပ်တာ133ဆိုပြီးနောက်ထောင်သုံးလုံးခုန်နဲ့ဒါ10ကွက်လိုက်ဒီလိုလေးတွေပေးတာ ပြီးတော့အဲ့ဒီနှစ်ထဲမှာပဲသူကဒီအကျင့်ရိုက်ကြီးပေါ့နော်ဒီမှာလဲသူကနောက်ထောင်သုံးလုံးတုံညာနောက်ထောင်သုံးလုံးတုံညာကိုသူကဗရိရှိပုံပေတွေခန်းတာအဲ့ကြောင့်မလို့ရှစ်ထိတ်ရှစ်နှစ်ခတ်တစ်တွဲတဲ့သဘောပဲကိုးထိတ်ဒီမှာကျတော့ကို30မဟုတ်တော့ဘဲနဲ့ကို30ရာဒီအောက်မှာကိုးတုံညာသုံးဆိုပြီးမွေကနားဖြစ်နေလိုက်ဆွဲပြီးတဘောတရားကနော်နောက်မြင့်မှာသူက6ခါဆိုပြီးတည်တာအဲ့ဒီဒါနှစ်กว่าဦးလဲ24နှစ်ချားတစ်ခါပေါ့နော်အဲ့ဒါလို့ဖြစ်တာ ਨੇ သူရဲ့ဒီ6ခါရဲ့နောက်နှစ်ထဲမှာကနတ် တဏ္ဍကွက်က၃နှစ်စက်တိုက်လိုက်တယ်။မလိုက်လဲဆိုတော့ဒီမှာက630လိုက်တယ်630လိုက်တယ်အဲ့ဒီ630တက်သူ့၈နှစ်မှာလည်းရှိတယ်အဲ့ဒီကောင်သူ့ရဲ့၈နှစ်ထဲမှာလည်းရှိတယ်၃ခွက်เนาะအဲ့ဒီ6ခါးတွေကြောင်း6ထိပ်တွေကြောင်း6နှစ်ခတ်6နှစ်ခတ်6တွေ6နှစ်ခတ်6တွေကြောင်း အဲ့ဒီနှစ်ထဲကဘရိတ်ကိုခွန်ပါတော့လားဘရိတ်ကိုရဲ့အပေါ်နှစ်ပွဲကျော်ကခဏနောက်နှစ်ကိုလိုက်ထွက်ပြီးတော့သုံးနှစ်စက်တိုက်ထွက်တာပေါ့နော်ဒီကနေ့စားလိုက်လားသုံးနှစ်စက်တိုက်ထွက်တယ်ဒီ6ခါရဲ့နောက်နှစ်ထဲမှာအဲ့ဒါဒုတိယဒါနှစ်กว่าဝင်လိုက်ရေးကြည့်လိုက်နော်နှစ်กว่าဝင်လိုက်ရင်သူ့ရဲ့နောက်နှစ်ထဲမှာနှစ်3ည1နှစ်3သူ့ရှစ်နှစ်ကလည်းခဏအဲ့ကောင်သူ့ရှစ်နှစ်မှာလည်းရှိရယ်သူက6ထဲ ခါးတွေကြောင့်သူကကိုယ်နှစ်ခါ6တွေပါဖြစ်တဲ့သဘောကခွန်ခွန်ပါတော့သူက break ကိုရဲ့အပေါ်နှစ်ပွဲကြွားကနနောက်နှစ်ကိုထွက်ပြီးတော့သုံးနှစ်ဆက်တိုက်ထွက်တယ်ပေါ့နော်အဲ့လိုမျိုးထွက်ခဲ့တယ်အဲ့လိုမျိုးဒီမှာ6ခါးရဲ့နောက်နှစ်ထဲမှာဒီနေရာမှာကျွန်တော်ကသူ၈နှစ်ထဲရအောင်၈တနှစ်ကြွားအောင်ဆိုရင်ဒီကနန်းဒီကနန်းဒီကနန်းဘာကြောင့်လဲသူက break ကိုပုံပြီးနှစ်ပွဲကြွားမှာအောက်မှာခံထားတယ်ပထမကကနဲ့ဒုတိယကကမှာတော့သူက9ခွန်ခွန် ခွန်၈၄ဆိုပြီးတော့လုတ်တယ်လို့ဒုတိယကတ်မှာကျတော့ဘာလုတ်လဲဆိုတော့အဲ့ဒီနှစ်ထဲမှာ930ရာနေ1 2 3 4 5 5ပြင်ရဲ့ဘေးက6 6ဆယ်ကနန်းဟာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်၄ကြိမ်၅ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်17ကြိမ်12ကြိမ်13ကြိမ်မြောက်မှာ तू ကပြန်ကြပြန်ကြပြန်နေတော့နောက်တစ်ခေါက်ပြန်ထွက်တယ်နော်66နှစ်အမွေ66နှစ်အကျွေးကြံနေတယ်ပြီးခဲ့တဲ့နေ့ကတည်းအဲအဲ့ဒါလိုမျိုးသူက73ချိန်မြောက်ကိုပြန်ထွက်ပြရတယ်အဲ့ဒီ ခွရှစ်လေးရဲ့အပေါ်နှစ်ပွဲကြွားကနာအောင်နောက်နေ့ကိုတက်ရိုက်တာတက်ရိုက်တော့အဲ့ဒီတက်ရိုက်တာရိုက်ပြန်တယ်သူကနောက်နေ့ကိုထွက်တဲ့ချိန်ဒီ6ခါဒီ930နဲ့5ချိန်မြောက်ကကောင်5ချိန်မြောက်ကကောင်ဘေးဦးများသူထည့်သွားမလားပြန်ကြထားတယ်လေ74ချိန်လားဆိုတာ73ချိန်လား2ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်11 12 13ဟုတ်လား အဲ့ဆိုရင်ဒုတိယကပ်မှာနဲ့တတိယကပ်မှာခုရှစ်လေးလို့ပုံစံတူတာနောက်နှစ်ကိုရိုက်တာဒီကနေ့နောက်နှစ်ကိုထွက်ရမှာအဲ့အဲ့လို तू ကဒီထဲမှာ तू ဘာလာလောက်လဲဆိုကို30ရာဒီမှာအောက်မှာလာတယ်ပြီးတော့ तू နဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၅ကြိမ်ဟာဘေးရကဏ္ဍကို तू ကဒီအချိန်ကြိုက်ကကဏ္ဍကို73ကြိမ်မြောက်ကိုတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်ခုနှစ်ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်၁၁၁၂၁၃၁၃ကြိမ်မြောက်ကိုသူကပြန်ကြတာဒီကောင်နောက်ထပ်ပြန်ကြရမှာဆိုတော့နောက်နှစ်ကူးသွားနိုင်တယ်ပေါ့နော်အဲ့ဒါလို့ ဒီ930နဲ့အချိန်ကကပြန်ကြတဲ့ဘေးမှာကြတဲ့ကဏ္ဍဟာ၃နှစ်ဇက်တိုက်ကူးရမယ်ကဏ္ဍနှစ်ကက်နဲ့ပြန်ဖြတ်ပြီးတော့ဒီမှာခွန်ရှစ်လေးလဲပုံစံတူတယ်930နဲ့အချိန်ကကကဏ္ဍလဲပြန်ကြခဲ့တယ်ဒီကက်မှာကြတော့930ရလိုက်တယ်ပြီးတော့2 3 4 5 5ချိန်ယောက်ကဘေးရ460ရပြန်ကြဆော့ထားတာမဟုတ်ဘူးအတူတာကဒုတိယကက်မှာ930နဲ့အချိန်ကကကောင်းလဲပြန်လိုက်ထွက်တယ် ်ပြန်လိုက်ပြန်ကြတော့73ချိန်မြောက်ကိုအတိအကျပြန်ကြရတယ်ကြာပြီးရတဲ့ဒီကောင်နောက်ထပ်ကောက်လိုက်ထွက်ရမှာပေါ့နော်လိုက်ထွက်ရမှာကိုအဲ့ဒီနေ့ထဲမှာခွန်14ရဲ့အပေါ်ဝါကနန်နောက်နှစ်ကိုထွက်တယ်ထွက်ပြီးတော့သူကနောက်နှစ်တက်ရိုက်တဲ့အချိန်မှာဟာဒီ660 930နဲ့အချိန်ကကဘရိတ်လေးကနန်းမဲနော်73ချိန်မြောက်ကိုပြန်ကြခဲ့တဲ့ဘေးမှာများသူထည့်သွားမလား930နဲ့အချိန်ကကိုကြခဲ့တဲ့73ချိန်မြောက်ကိုကြခဲ့တဲ့ဘေးမှာများဟုတ်ဒီ930ခန်းကြီးကိုထည့်ချသွားမလားအဲ့ဒါကြောင့်မလို့ကျွန်တော်က690ရဲ့ ဒီ690ရေ335ရေကိုကြိုက်တာကတော့ကျွန်တော်ထည့်ရေးကြိုက်လို့တည့်တည့်ထားတာเนาะအာရေအာထိုးပေါ့เนาะအဲအဲ့ဒီနှစ်ကွက်ကိုတော့ကျွန်တော်ဒီဘက်ကိုခြားတက်လိုက်ပါတယ်ဟုတ်လားအဲ့တော့ဒါကတော့ကျွန်တော်ရဲ့ member တွေကလည်း do all ပေါ့ကနန်းလေးတွေဖြစ်ပါတယ်เนาะသုံးခုသုံးတဲ့သုံးကတ်ကိုကျွန်တော်ကတူညီမှုရှိတဲ့နှစ်ကတ်ကိုခွဲခွဲစောတယ် မူတစ်မျိုးစီပေါ့နော်တဲမှာခွန်ရှိလေးတည့်တယ်သူနဲ့အချိန်ကြိုက်မှာ38ခွန်ဆိုပြီးဒီလိုအချိန်ကြိုက်တည့်တယ်ကျွန်တော်ပြောပြပါတယ်အချိန်ကြိုက်တည့်တယ်တဲပြီးတာနဲ့ဒီကောင်ကတနည်းနှစ်နှစ်၃နှစ်၄နှစ်၅နှစ်6နှစ်8နှစ်9နှစ်10နှစ်အချိန်ကြိုက်ကြီးပေါ့ဗျာခဏလေး10နှစ်17 17 12နှစ်မြောက်မှာအဲ့ဒီခွန်38နဲ့ခွန်ရှိလေးရလိုက်ထွက်တာ မခုရှိလေးနှစ်ကွက်လုံးအထက်အောက်ဒီပေါ့နော်အထက်အောက်အောက်ထက်ဆိုပြီးပုံစံလိုက်ထွက်တာအဲ့ဒီခွန်သုံးရှစ်နေရာမှာအနိကမြင်တာအောင်လုပ်သွားတာကဒီအဲ့ဒီခွန်သုံးရှစ်ဟာဒီခွန်သုံးခွန်ခွန်နဲ့ဒီလိုအကျိကြိုက်တကယ်တဲ့ခွန်သုံးရှစ်ကိုလိုက်ထွက်ပြီးတော့လေးရှစ်ခွန်နဲ့လိုက်ထွက်တယ်နော်ထွက်ပြီးရတဲ့သူ့ရဲ့ဇောင်းကနာတပေကျော်ပြန်ကြအဲ့လိုပြန်ကြရတဲ့ကျွန်တော်ဒူချားတွေကကနာပြန်ကြမယ်လို့ကျွန်တော်တစ်ချိန်လုံးပြောနေရမှန်ပါလိရော เนาะအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ303 084ပတ်လေသူနဲ့အချိန်ကြိုက်မှာ038ဆိုပြီးကလင်နာမှာ2 frame 2 frame တဲထားတာတဲထားပြီးရတဲ့ဒီကောင်ဟာနောက်ထပ်ဒီ303ကနေ12နှစ်မြောက်012 5 6 4 90 11 12နှစ်မြောက်မှာမှာ038ကဒီတခါအပေါ်ကလိုက်ထွက်ပြီး048ကအောက်မှာလိုက်ထွက်တယ်ထွက်ပြီးရတဲ့ဒီ038ရဲ့ဇောင်းမှာပဲဒူတောင်းဟာကနန်းဟာတပင်ကြောပြန်ကြပြန်ကြပြန်တဲ့ဒီဂျားတွေကကနန်းကလေသူကပြန်ကြဆိုရင်ကျွန်တော်တစ်ချိန်လုံးပြောတာ ပြောတော့သူအကြိမ်ကိုက်နေလုံမလားလုံမဆိုရင်ဒီခွန်သုံးရှစ်နဲ့ဒီတပင်ကျော်ပြန်ကြတဲ့ဒီဆောင်မှာကနန်းကလည်း तू ကအပေါ်ကပြန်ကြဗျာနော်ခွန်ခါနဲ့ကနန်းများလားအခွန်ပိတ်ခွန်ခါတို့ခါရွေးတဲ့ကနန်းများလားသုံးမိကျော်ပဲအတိကျဒီလိုတွေလိုချသွားမလား6ခွန်7လိုပေါ့နော်ချသွားမလားဒါမှမဟုတ်ဟုတ်ကျွန်တော်တို့ပြောတဲ့အကျွေးကြံနေရဲ့196ကြီးကိုချသွားမလား196ခွေတဲ့အောက်ကပရိငါကနန်းကိုပဲချသွားမလားဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့ ဒီမှာအဲ့ဒီခွန်300ရဲ့ဒီမှာအချိန်ကြိုက်ဒီကို90လို့ပဲဒီဂျားရီယာကနန်းလည်းပြန်ကြခဲ့တယ်ကြခဲ့တဲ့သူ့ရဲ့ဇောင်းမှာကြတဲ့ကနန်းအပေါ်3မိနစ်ကျော်ပြန်သားတယ်ဟိုမှာခွန်ပိတ်တူခွန်ပိတ်ကလည်းခါယူခါယူထားတဲ့အတွက်ဒီကိုကိုခွန်ကိုပဲကိုခွန်ခွန်ပဲပြန်ကြတော့မလားအာဒါမှမဟုတ်ရင်ဒီထည့်ရကနန်းပြန်ကြမလားကျွန်တော်တို့ပြီးခဲ့တဲ့နေ့ကမှာ196 A ခုံခုံးတဲ့ဒီအောက်ကကနန်း690ကိုပဲသူပြန်ကြတော့မလားဒါတစ်ချက်တွေးတာနော်ဒါသူဒီအကျွေးကြံနေတာ အဲ့ဒါဆိုရင်နှစ်ကန်းနဲ့ခွဲဆိုလိုက်196ကဏန်းကအကျွေးကြံနေတယ်အကျွေးကြံနေတဲ့အတွက်ကြောင့်အဲ့ဒီ196လေးကိုမှတ်မိမယ်ထင်တယ်နော်ဟောင်းကိုက်နေတယ်ဗျာဒီနေ့ကလင်နာအကြည့်ကများသွားတယ်ဒီမှာပရိတ်၄ပရိတ်၃196 A ကုန်၃နှက်ခတ်ပရိတ်၅အဲ့ဒီကဏန်းပြန်ကြတယ် ပြန်ကြတော့ကျွန်တော်ပြောသလိုပဲခွာပေါင်းခြင်းဟာခါလို့ဝင်ပြီးတော့ပထမနှစ်ကတ်မှာတော့နှစ်အခွာဒဲ့နေနဲ့လောက်တာသုံးကတ်မှာတော့အဖျားဆုလောက်နိုင်တယ်နော်နှစ်အခွာနဲ့တို့မဟုတ်ခွာပေါင်းခြင်းခါရဲ့အောက်တပွဲကျော်ကိုသူကြားခဲ့တာနှစ်အခွာနဲ့ပဲနော်နှစ်ပုံပြီးခွာတာသူ့ဘောကခွာပေါင်းခြင်းခုံခုံခါထည့်ပြီးတော့သူ့ဒီတကိုးချောက်ခွေရဲ့ဂျားထဲမှာကစားလာအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒုတိယဒီမှာဗရိတ်၄ဗရိတ်၃သုံးပြရတဲ့တကိုးချောက်အေကုန်းခုံးပြတာနဲ့ ီတုံးနှက်ခတ်သူ့အမဗရိင်ငါဆိုတော့ဟိုပဲနှစ်ဦးဟာငါတစ်ကိုဗရိင်59ပဲအဲ့ဒီကဏ္ဍပြန်ကြတာပြန်ကြပြီးတော့သူ့အပေါ်တပွဲကျော်မှာခွာပေါင်းချင်းတုံညာကိုခွာပေါင်းချင်းကခါဝင်ပြီးတော့နှစ်ခွာပုံတင်နဲ့ခံလာခံတဲ့အောက်တပွဲကျော်ကိုသူပြန်ကြတာအဲ့ဒီမှာပထမနှက်ကတ်မှာတော့သုံးခုနောက်တွဲဆိုပြီးသူကဒဲဒဲအတိကြလို့လဲနော်သုံးခုနောက်တွဲလဲတပွဲကျော်မှာဒီလိုခံတယ်ဗရိင်ငါးလေးကြောင့်၅ပေါင်ပါ သုံးကပ်မှာတော့30ဆိုတဲ့အတန်နဲ့ကစားခြင်းတလားသုံးခုံးဆိုပြီးတော့ပဲဒီလိုခံခဲ့တယ်ဒီမှာလဲသူကခေါပေါင်းကြီးခါလို့ဝင်ခဲ့တာသူ့တပေါ်တပွဲကျော်မှာအဲဆိုရင်ကျွန်တော်တို့မှာဒီမှာဗရိတ်၄ဗရိတ်၃သူ196 A ကောင်သုံးကပ်ပဲရှိရသူကမှာဗရိတ်5ဒီကနန်းကိုကျွန်တော်ကလာမန်တီတီချောင်းငယ်လို့ကျွန်တော်ပြောခဲ့ဘူးတယ်နော်ပြောခဲ့ဘူးတာဖြစ်တဲ့အတွက်ကြောင့်ခံနေကြတယ်မလို့သူ့ရဲ့မာယာတွေမလို့အဲ့ဒါဆိုရင်သုံးကပ်တည်းကနောက်နှစ်တည်းလေစိုက်ကောင်းရင်ကူးသွားတယ်လို့အဲ့ဒီ690ကိုကျွန်တော်ကဒီဂျင်နီယာကိုဖမ်းကျင်တယ် ဖမ်းကြည့်လိုက်ဆိုဆိုတော့ခွန်3000ညရောပေါ့ဗျာနောက်တစ်ခုကဒီမှာသူကခွန်3ဆိုပြီးတော့3ခွန်တော့တဲမခုံဘူး3ကတည်းကလောက်တတ်တယ်ခွန်3ဆိုပြီးတော့နောက်ပေါင်း10နဲ့ဖြစ်တယ် သူ့ရှင်းနေထဲမှာ9339နောက်တွဲ10ဆိုတာမဖြစ်ခဲ့ဘူးเนาะ9339နဲ့ပဲ तू ကဖြစ်ရမယ်ဆိုတဲ့အယူအဆမျိုးကို तू ကဖန်တီးထားတာအဲ့တော့ဒီမှာ196လို့ခွေတယ်အဲ့ဒီကဏ္ဍပြကြဖို့အတွက်ကိုသူ့အပေါ်ရှေ့တပွဲကျော်မှာ3000လို့မခွဲဘူး3000မတ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 ွဲဘူး3000နောက်တွဲမတွဲဘူးเนาะနောက်ပေါင်း10မဖြစ်ဘူးနောက်ပေါင်း10နောက်ပေါင်း10နောက်ပေါင်း10တောင်ပေါင်း10မဖြစ်ဘူးနော်နောက်ပေါင်း30မဖြစ်ဘူးမဖြစ်ဘူးဆိုတော့ဒီကောင်ကနောက်နှစ်ကိုကူးသွားတယ်လို့သူ့ရဲ့ဒီမှာ ဒီမှာဖြစ်တယ်တစ်ကိုကြီးမလို့ဒီမှာကျတော့ခွန်သုံးလို့လည်းဖြစ်တယ်နောက်တစ်ခုကခွာပေါင်းချင်းခွန်ကခွန်ခါလို့ဝင်ပြီးတော့ဒီမှာတော့သူကနှစ်ခွာလို့မလာဘူးเนาะစုံတော့ခွာစုံခွာပေါ့เนาะခွာပြီဆိုမှတော့စုံခွာပေါ့အဲ့တော့နှစ်ခွာမလာဘူးခွာပေါင်းချင်းကိုတော့ခါလာတယ်တစ်ခုကလည်းဒီကိုချလို့ခုံးတာဒီကနန်းပြန်ကြတာနဲ့သူ့ကြားထဲမှာခွာပေါင်းချင်းခါဆိုပြီးဝင်လိုက်တာဝင်တဲ့အောက်တပွဲကျော်မှာသူ့ရှေ့မှာခွန်သုံးနဲ့ခွန်သုံးသုံးခွန်တရွဲနဲ့သူကနှစ်ပေါင်း၁၀ထားတယ် ပေါ့နော်ဒီလိုအကြိမ်ကြိုက်တယ်မှာဒါသုံးကအမြင်နဲ့ကြည့်တာအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ196လို့ဒီမှာခွေးပြီဆိုတာနဲ့သူ့ဂျားတဲ့ဒီမှာဒီမှာတော့အပေါ်ရောဖြစ်တာပေါ့နှစ်ကက်မှာတော့သူနှစ်ခွာပုံတည်နေတဲ့ဟိုခွာပေါင်းချင်းခါအဲ့ဒီဟာလည်းဒီမှာသူ့ရှိမှာသုံးခုတစ်ပြက်လို့ခံထားတာခံထားတဲ့အောက်တပွဲကျော်မှာအဲ့ဒီကဏ္ဍပြန်ကြခဲ့တာအဲ့196ခွေးရဲ့အောက်ကငါးတိကိုအဲ့ဆိုဒီကဏ္ဍကလည်း သူ့အကြပီရနဲ့ခွာပေါင်းချင်းခါလို့ဝင်မရှိထွက်ခဲ့ဘူးလေပြီးခဲ့တဲ့နေ့ကကျွန်တော်တနစ်လုံးလိုက်တာလေခွာပေါင်းချင်းခါ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 အာခွာပေါင်းချင်းခါမဝင်ခဲ့ဘူးဗျာနော်ခွာပေါင်းချင်းခါမဝင်ခဲ့ဘူးမဝင်ခဲ့တာကဟောဒီမှာဒီမှာလာဖြစ်တာခွာပေါင်းချင်းခွန်ခွန်ခါဝင်တာဒါပဲလာဖြစ်တာအဲ့လိုတိုက်ဆိုင်နေဗျာဒီခွန်30လည်းဒီလိုတဲထားတာဟုတ်လားနှစ်အခွာပဲမဖြစ်တာအဲ့တော့အဲ့ဒီအောက်တပွဲကြော်မှာများဒီကနန်းလာချပါဦးလားနော်အ6 90 အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ690ကိုပို့ကြိုက်တယ်ပေါ့နော် member တွေက organize တော့ပေါ့နော်အာ